ိတ်နေရင်းနဲ့ငွေရှာရှင်နေဆိုရင် Telegram bot တစ်ခုရှိတာဖို့လိုပါတယ်။ဒီဗီဒီယိုမှာ Telegram bot အခြေခံလုပ်နေကိုပြပြပေးထားတယ်။ဒီ bot တွေကစီးပွားရေးလုပ်နေတဲ့လူတွေ၊ online shop လုပ်နေတဲ့လူတွေအတွက် customer ID ကို message အလိုအလျောက်ပို့ပေးနိုင်မှာဖြစ်လို့အတော်ကိုအတော်ဝင်ပါပါ။ကိုယ့်ဘက်ကနေအချိန်ပြည့်ထိန်းချုပ်နေစရာမလိုပါဘူး။စိတ်ဝင်စားရင်အဆုံးထိကြည့်တော့ပါ။ပြီးတော့ဒီလိုနည်းပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းသင်ပေးတော့မှာဖြစ်လို့ like နဲ့ follow လုပ်ခဲ့ကြပါ။ YouTube ကနေကြည့်နေတယ်ဆိုရင် subscribe လုပ်တော့နိုင်ပါတယ်။ ကျွန်တော်တို့ဘုတ်ဆိုတာပေါ့နော်24နာရီ run နေဖို့သွားစားပါလို့တယ်ဒါပေမဲ့ဒီနေ့လုတ်ပြတော့မယ့်အရာကတော့ကျွန်တော်တို့ server မလိုပါဘူးဒီ Telegram ပေါ်မှာပဲကျွန်တော်တို့တည်ဆောက်လို့ရတယ် Okay ရုံးစောကျွန်တော်တို့ဒီ Telegram မျက်နှာပြင်မှာပေါ့နော်ကျွန်တော်တို့ search bar တစ်ချက်လောက်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ bot bot f a t h e r ပေါ့နော် bot father ဆိုပြီးတော့မှရိုက်ရှာလို့ရတယ်ဒီရဒုတိယတစ်ခုပေါ့နော်ဒီကာတွန်းပုံလေးနဲ့တကယ်လို့ဒီမျိုးမတွေ့ဘူးဆိုရင်ဒီထိတ်ဆုံးမှာကျွန်တော်တို့ ဒီရဲ့ add ဆိုတာလေးကိုထည့်ပြလို့ရတယ်ပေါ့နော်ဒါဆိုရင်သူထိတ်ဆုံးသွားပေါ်လာလိမ့်မယ် okay ဒါတို့ရှာလောင်းနှိပ်ပေးလိုက်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ stat ဆိုတာနှိပ်ပေးလိုက်ပါ okay ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့မြင်ရတာနည်းနည်းတော့ရှုပ်နေပါလိမ့်မယ်ပြီးရင်ဒီထိတ်ဆုံးက new bot ပေါ့နော် new bot comment ကိုတစ်ချက်လောင်းနှိပ်ပေးလိုက်ပါဒီမှာသူရဲ့အတိုင်းပဲ new bot ပေါ့နော် okay သူကမေးတယ်ကျွန်တော်တို့ကျွန်တော်ရဲ့ဘုတ်နာမည်ကိုဘယ်လိုမျိုးခေါ်မလဲလို့မေးရပါတော့ကျွန်တော်ကတော့ဒီတိုင်းလွယ်လွယ်လေးပဲ CY Gaming လို့ခေါ်လိုက်မယ်ဒါနာမည်ပေါ့နော် ကျွန်တော်တို့နောက်တစ်ခုက user name မှာ user name ကိုကျွန်တော်တို့ create လုပ်တဲ့အခါမှာနောက်ဆုံးက bot bot နဲ့ and bot bot နဲ့ပေါ့နော်နောက်ဆုံးကဇာလုံးကအဲ့လိုဖြစ်ရပါမယ် okay ကျွန်တော်ဒီမှာ cy gaming အဒီနေရာမှာ bot ဆိုပြီးတော့မှ shout out ထည့်လိုက်မယ် okay okay ဒီရဲ့ user name ကသူများယူပြီးသားရှိရလို့ပြောပါတယ်အဲ့ဆိုကျွန်တော်တို့ကတစ်ခုခုထပ်ထည့်လိုက်မယ်ပေါ့နော် cy gaming info ပဲထားပါတော့ပြီးရင်ကျွန်တော်ဒီနေရာမှာ bot ဆိုပြီးတော့မှထည့်ပေးလိုက်မယ် okay ဒါဆိုရင်ရမလား okay ဒါဆိုရင်ကျွန်တော်ရဲ့နာမည်ရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာတွေ့ရတိုင်းပဲ use this token to access the http ပေါ့နော်ဒီရဲ့အောက်ကဟာလေးကိုကြကြလေးနှိပ်လိုက် okay ကြကြလေးနှိပ်လို့မရဘူး okay ဒီအောင် copy ယူလို့မရအောင် copy ယူလို့မရအောင်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်တောင်းဆိုတာ open ဆိုတာလေးတစ်ချက်လောက်နှိပ်လိုက်ပါ ပြီးရင်ကျွန်တော်တို့ရဲ့ခုနက create လုပ်ထားတဲ့ CY gaming တစ်ချက်လောက်နေလိုက်ပါတော့။ပြီးဒီနေရာမှာသူ့ရဲ့ API key ကိုတစ်ချက်လောက် copy ကူးမယ်။ဒီနေရာမှာဒီ top ပုံစံလေးနဲ့ဟာပါတော့။ဒါကိုတစ်ချက်လောက်ဖိလိုက်ပါတော့။ဖိလိုက်ရင်ကျွန်တော်တို့ copy ကူးပြီးသားဖြစ်သွားပါပြီ။ Okay ။ဒါပြီးသွားပြီဆိုရင်ကျွန်တော် search bar ကိုတစ်ချက်လောက်သွားပါ။ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ M E N U ပေါ့နော် menu ပြီးရင် B U I L D E R beta menu beta ဆိုပြီးတော့မှဒီထိတ်ဆုံးကပေါ်လာတဲ့အစိမ်းနှုတ်ရောင်လေးပေါ့နော်အဲ့ဒါကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ။ ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ stat ဆိုတဲ့ button လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ပထမအဆုံးတွေ့ရမယ့်ပုံစံအားပေါ့နော်နည်းနည်းတော့ရှုပ်တယ်ဒါပေမဲ့ဒီဟာတွေကိုကျွန်တော်တို့အသိမကြည့်ဘူးကျွန်တော်တို့ဥဆုံးလောက်ရမှာကကျွန်တော်တို့ဒီအောက်ဆုံးက manage board ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီရဲ့အောက်အောက်ဆုံးကပေါ်လာတဲ့ add menu board ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားရင်ကျွန်တော်တို့ ခုနကကျွန်တော်တို့ copy ကူးလာတဲ့ key ကိုကျွန်တော်တို့တစ်ချက်ထည့်မယ်ပေါ့နော်ဒီမှာထည့်လိုက်မယ်ကျွန်တော်တို့ okay ပြီးရင်ကျွန်တော်တို့ဒီတိုင်းပို့လိုက်အောင်မယ်ပေါ့နော်ဒီအပေါ်ကအစ်စ်နေကိုကျွန်တော်တို့မမေ့ဖို့လိုတဲ့ admin new box ဆိုတာနှိပ်ပေးရမယ်ထိတ်ဆိုရတော့ကျွန်တော် manage box ဆိုတာ shallow နှိပ်ပေးရမယ်ပေါ့နော်ကျွန်တော်က copy ကူးလာတဲ့ဟာကိုထည့်ပြီးတော့မှကျွန်တော်ပို့ပေးလိုက် okay ဒါဆိုရင်ကျွန်တော်တို့သူသူတို့ဘက်ကနေပေါ့နော်ကျွန်တော်တို့ရဲ့ board ကိုကျွန်တော်တို့လက်ခံလို့ရပြီကျွန်တော်တို့ဘက်ကနေစပြီးတော့မှပြုပြင်လို့ရပြီလို့ပြောတဲ့သဘောပါပဲ โอเคအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီပထမအဆုံးစာကြောင်းနာက C1 Gaming Info Board ဆိုတာချက်အောင်နေလို့ရတယ်ဒါကကျွန်တော်တို့ခုနကတော့ create လုပ်လိုက်တဲ့ board နာမည်ပါပဲโอเคပြီးရင်ကျွန်တော်ဒီအောက်ဆုံးက step button လေးကိုချက်အောင်နေပေးလိုက်ပါโอเคပြီးတော့ပြီဆိုရင်ဒီနေရာမှာစအူဆုံးကတော့ကျွန်တော်တို့ဒီလိုမျိုးစာတန်းအရှိန်နဲ့ပေါ်လာလိမ့်မယ်စိတ်မပူပါနဲ့ဒါကကျွန်တော်တို့ရဲ့ user တွေ DM message ကိုမြင်မှာမဟုတ်ပါဘူးโอเคကျွန်တော်တို့အရင်ဆုံးလုပ်ရမယ့်အရာကဒီအောက်ဆုံးကပေါ့နော်ကျွန်တော်တို့ post editor ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ add message ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ဒီရဲ့နေရာမှာကျွန်တော်တို့ message တစ်ခုကိုထည့်ပေးရမယ်ဒီ message ကပေါ့နော်ဥပမာကျွန်တော်တို့ကျွန်တော်တို့ရဲ့ customer တွေ user တွေက STARD stat ဆိုတဲ့ button ကိုနှိပ်လိုက်ရင်အရင်ဆုံးပေါ်လာမယ်အာနှုတ်ဆက်တဲ့ message လေးတခုပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေရာမှာ message ကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ကျွန်တော်ခုနက MSG ဆိုတာတစ်ချက်လောက်နှိပ်လိုက်တယ်ပြီးဒီနေရာမှာ MSG message တခုလောက်ထည့်ပေးလိုက်မယ် ကျွန်တော်ကတော့အဲကျွန်တော်ကတော့ CY မှာဒီ channel ကကြိုဆိုလိုက်ပါတယ်ကြိုဆိုလိုက်ပါတယ်ဗောနော် Okay ပြီးရင်ကျွန်တော်အခုရေးပြသွားမယ့်စာကကျွန်တော်တို့တဖြည်းဖြည်းကျွန်တော်တို့တိလာပါလိမ့်မယ်ကျွန်တော်ခဏနေကြရင်ထပ်ပြပါမယ် Okay ဒီနေရာမှာကျွန်တော်အရင်ဆုံး comment တစ်ခုရေးလိုက်မယ်ဗောနော်ဒီ channel ကကြိုဆိုလိုက်ပါတယ်ဈေးနှုန်းဥပမာ ဇီနုံအကြောင်းသိချင်ရင်ကျွန်တော်အင်္ဂလိပ်လိုလေးရေးလိုက်မယ်ဒီနေရာမှာကျွန်တော် slash ခံလိုက်မယ်ပေါ့နော် ds slash ကိုခံမယ် price ကိုနှိပ်ပါ okay ဒါဒီရရှုပ်တယ်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့တဖြည်းဖြည်းနားလဲပါလိမ့်မယ် price ကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ kp ပေါ့နော် kp account ကိုသိချင်ရင် kp account ကိုတည်ရန် slash KP ကိုနှိပ်ပါဗောနော် KP ကိုနှိပ်ပါ Okay ပြီးရင်ကျွန်တော်တို့ဒီဟာကိုပို့ပေးလိုက်မယ်ဒါကျွန်တော်ခဏနေကြရင်စမ်းပြပါမယ် Okay ပြီးရင်ဒီလိုမျိုး button လေးနဲ့ပုံစံပေါ်လာပါလိမ့်မယ်ဒီနေရာမှာတော်တော်ရှုပ်ပါတယ်ဒီရဲ့မြားပုံစံအပေါ်ပုံစံလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါအခြားကမနှိပ်ပါနဲ့ဒါလေးဗောနော်ဒါလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက် Okay ပြီးတော့ပြီဆိုရင်လည်းကျွန်တော် message ကို create လုပ်ပြီးပြီပေါ့နော်ပြီးရင်တော့ဘာဆက်လုပ်ရမလဲဆိုတော့ဒီအောက်က stop editor ဆိုတာအနီအောင်လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်တို့ user တယောက်ကကျွန်တော်တို့ရဲ့ mode ထဲကိုဝင်လာလို့ရှိရင်ဒီ message ကိုအရင်ဆုံးပြမှာပေါ့နော်ကျွန်တော်ပြမယ်ဘယ်လိုမျိုးလဲဆိုတာ okay start start ပေါ့နော် okay နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီရဲ့စာသားလေးပေါ်လာပါလိမ့်မယ်စိတ်ပူပါနဲ့ဒီစာသားအရှိရ user တွေစီမှာတော့မပေါ်ပါဘူးကျွန်တော်က admin ဖြစ်တဲ့အတွက်ဒါတွေကိုမြင်နေရဖြစ်ပါတယ် okay ပြီးရင်ကျွန်တော်တို့ဒီမှာထည့်ထားတဲ့ price ပေါ့နော်ကျွန်တော်ဈေးနှုန်းအကြောင်းထည့်မယ် price ဆိုတဲ့ button လေးတစ်ခုလိုပါတယ်ဒါကိုကျွန်တော်တို့ဘယ်လိုမျိုး add ရမလဲဆိုရင် ဒီအောက်ဆုံးက button editor ဆိုတာတခြားလောက်နှိပ်ပေးလိုက်ပါ Okay ပြီးရင်ကျွန်တော်ဒီနေရာမှာ add button ဆိုတာတခြားလောက်နှိပ်ပေးလိုက်ပါ Okay ပြီးတော့ကျွန်တော်တို့ဒီအပေါ်က price ပေါ့နော်အပေါ်ကဟာနဲ့တထထချားတဲ့ဟာကိုကျွန်တော်ထပ်လိုက်ရေးပေးရမယ်ပေါ့နော်ဒီအပေါ်ဆုံးကဒီ price ဆိုတဲ့ဟာလေးနဲ့တထထတွေကြအောင်လုပ်ပေးရမယ် price ဆိုပြီးတော့နှိပ်ပေးလိုက်ပါ Okay ပြီးတော့ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဘာဆက်လုပ်ရမလဲဆိုတော့ဒီ price နေရာမှာကျွန်တော်တို့ဈေးနှုန်းအကြောင်းထည့်မယ် ဘယ်လိုထည့်ရမလဲဆိုရင်ဒီအောက်ဆုံးက post editor ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားရင်ကျွန်တော်တို့ဒီနေရာမှာဒီထိတ်ဆုံးက price ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်ပေါ်လာပြီအောက်ကဒီလိုမျိုး button menu bar လေးပေါ်လာပြီပေါ့နော်ဒီနေရာမှာ add message ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီ price ရဲ့အကြောင်းကိုထည့်မယ်ပေါ့နော်ဇီးနှုန်းအကြောင်းတွေကိုဒီရဲ့ message ထဲမှာထည့်မယ် add message ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက် Okay ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာစာရေးပေးလိုက်မယ်ပေါ့နော်ဇီးနှုန်းကတော့ စီနုံကတော့ဥပမာ item ပဲထားပါတော့ဘာပဲဖြစ်ရေးလို့ရပါတယ် item တစ်ခုကိုတစ်ခုကို9000မှာเอ่อ9000มาบ่เนาะဒီဟာပဲကျွန်တော်တစ်ချက်လောက်ထည့်ပေးလိုက်မယ်ကျွန်တော်တို့အရင်ဆိုအစမ်းပြနေရဖြစ်တဲ့အတွက်ကျွန်တော်ရှာရှိမီတော့ပါဘူးပြီးကျွန်တော်ဒီရဲ့ message ကိုတစ်ချက်လောက်ထည့်ပေးလိုက်မယ် okay ပြီးရင်ကျွန်တော်တို့ခုနအတိုင်းပဲဒီရဲ့အပေါ်အပေါ်ပြနေတဲ့များလေးကိုတစ်ချက်လောက်နှိပ်ပြလိုက်မှာပေါ့နော်ဒီနေရာမှာမားလို့မဖြစ်ပါဘူးမားရင်ရှုပ်ရှက်ခက်တော့မှာပေါ့နော်ပြီးပြီဒါဆိုရင်ကျွန်တော်ဒီအောက်ဆုံးမှာလောက်ရမယ့်တစ်ချက်ရှိတယ် stop editor ဆိုတာတစ်ချက်လောက်နှိပ်ပြလိုက်ပါ okay ဒါဆိုရင်ကျွန်တော်တို့ price အတွက်ကျွန်တော်တို့ရေးပြီးပြီးပြီးရင်ဒီအောက်မှာ KB အကောင့်ကိုကျွန်တော်တို့ button တစ်ခုထပ်နှိပ်မယ်ပေါ့နော် button တစ်ခုထပ်ထပ်လုပ်မယ်ပေါ့နော် KB ဆိုတဲ့ button လေးကိုပြီးရင်ကျွန်တော်ဒီအောက်ဆုံးက button editor ဆိုတာတစ်ချက်လောက်နှိပ်ပြလိုက်ပါ okay ပြီးရင်ကျွန်တော်ဒီနေရာမှာ add button ဆိုတာလေးကိုချက်လောက်ပြန်နှိပ်ပေးလိုက်ပြီးပြီးကျွန်တော်တို့ key page ဆိုတဲ့ button လေးကိုကျွန်တော်ထည့်မယ်ပေါ့နော် key page ဆိုတဲ့ button လေးကိုထည့်ပေးလိုက်မယ်ဒီမှာ okay ဒါဆိုရင်ကျွန်တော်တို့ button လေးတစ်ခု create လုပ်ပြီးပြီး နောက်တစ်ခုကျွန်တော်ခုနပြတဲ့အတိုင်းပဲကျွန်တော်တို့စာထည့်မယ်ပေါ့နော်စာထည့်မယ်ဆိုရင်ဒီရဲ့ post editor ဆိုတာချက်လောက်နှိပ်ပေးလိုက်ပါ okay ဒီနေရာမှာကျွန်တော်တို့ KP ကျွန်တော်တို့ခုနကတော့ create လုပ်လိုက်တဲ့ button လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ပေါ့နော်ဒီအောက်ကအဖြူအောင်စာတန်းလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက် ။ Okay ပြီးပြီဒီလိုမျိုးသူ့ဘက်က response ပြန်လာပြီဆိုရင်ဒီနေရာမှာ add message ဆိုတာတစ်ချက်လောက်ပြန်ထည့်ပေးလိုက်ပါတော့။ key pay number ကျွန်တော်ထည့်ထည့်ပေးလို့ရပြီ။ Okay ဒီနေရာမှာ message ကိုတစ်ချက်လောက်နှိပ်ပေးလိုက်။ဒီနေရာမှာ39 bla 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 ပေါ့နော်။ဒီနေရာမှာထည့်ပေးလိုက်မယ်။ပြီးရင်ကျွန်တော်ကသူတို့နာမည်မမားရအောင်လို့ name လေးထည့်ပေးလိုက်မယ်ပေါ့နော်။ဥမာကြော်ကြော်ဆိုလဲကြော်ကြော်ပေါ့။ Okay ပြီးပြီကျွန်တော်တို့ခုနပထမအုပ်ဆုံးလုပ်တဲ့အတိုင်းပဲဒီရဲ့များပုံစံလေးကိုချက်လောက်ပြန်နှိပ်ပေးလိုက်ပါ။ ။ Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ KPI ဒါဆိုတာပေါ်သွားပါပြီ။ပြီးရင်ကျွန်တော်တို့ဒီနေရာမှာဘာမှရှောင်မနေပါနဲ့ဒီနေရာမှာ stop editor ဆိုတာပဲ shell out နှိပ်ပေးလိုက်ပါ။ Okay ပြီးသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ comment list တွေအကုန်လုံးထည့်ပြီးသွားပါပြီ Okay ဒါတော့ကျွန်တော်တို့ဘယ်လိုမျိုးဆမ်းလဲဆိုတော့ကျွန်တော်အခြား account တစ်ခုနဲ့သွားဆမ်းပြမယ်ဒီ account မှာဆမ်းရင်ဒီလိုမျိုးစာရှည်ကြီးတွေပေါ်လာမှာဖြစ်တဲ့အတွက်ဒီ admin မဟုတ်တဲ့ account ပေါ့နော်နောက်ထပ် account တစ်ခုဖောက်ထားတယ်အဲ့ဒီ account မှာကျွန်တော်သွားဆမ်းမယ်ပေါ့နော် Okay ကျွန်တော်ကျွန်တော်မှာဒီအဲ့ဒီ account ရဲ့ ID မရှိသေးတဲ့အတွက် ဒီရဲ့ bot id ပေါ့နော်ကျွန်တော်ခုနကတော့လောက်ထားတဲ့ id ကိုကျွန်တော်တို့ဘယ်လိုပြန်ယူမလဲဆိုတော့ဒီရဲ့ user name ကိုတစ်ချက်လောက် copy ပေးလိုက်ပါ copy user name ပေါ့နော်ဒီကျွန်တော်တို့ခုနကတော့ bot ရဲ့ user name copy ပြီးရင်ကျွန်တော်အခြားအကောင့်မှာကျွန်တော်တပ်ဖွင့်မယ် okay ဒီနေရာမှာ search ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါပြီးရင်ဒီနေရာမှာ channel page ပေးလိုက် okay ဒီထိတ်ဆုံးအောင်ပေါ်လာတဲ့အောင်နှိပ်ပြီးရင်ဒီနေရာမှာ user တယောက်ကကျွန်တော်တို့ဒီ pattern step လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တို့တစ်ဖက်တစ်ဖက်ရဲ့ဘုတ်ကနေပြီးတော့မှ auto reply ပြန်ပြီးဖြစ်ပါတယ်โอเคကျွန်တော်ကတော့ CY မှာဒီ channel ကနေကြိုဆိုပါတယ်ဈေးနှုန်းကြောင်းသိချင် price ကိုနေပေါ့เนาะကျွန်တော်ကဈေးနှုန်းကြောင်းသိချင်တယ်ဒါကြောင့်မို့ဒီ price ကိုနေလို့ရတယ်ဒီအောက်မှာ button လေးလည်းပေါ်လာမယ်ပေါ့เนาะတကယ်လို့မပေါ်ရင်တော့ဒီစာသားလေးဝင်နေပြလိုက်ပါโอเคဈေးနှုန်းကတော့ item တစ်ခုကို9000မှာကျွန်တော်က KP ကောင်းသိချင်တယ်ဒီရဲ့ KP ပုံစံလေးနေလိုက်ပေါ့เนาะဒီအောက်မှာနေလဲရတယ် KP ကိုနေလိုက်โอเคဒါဆိုရင် KP နာမည်ပေါ်လာပြီပေါ့เนาะကျွန်တော်တို့ဒီလိုမျိုးပုံစံအတိုင်းပဲကျွန်တော်တို့ ဒီလိုမျိုးနှိပ်လို့ရမယ့်ပတ်တန်နေပေါ့နော်ပတ်တန်နေကျွန်တော်တို့ခုနကမီနူးပေးတာထဲမှာကျွန်တော်တိဆောက်လို့ရတယ်ကျွန်တော်ပြထားတဲ့ဟာတွေကိုသင့်ချင်းလိုက်လို့ပါသုံးလေးခါတော့လှုပ်လိုက်ရင်တော့ကျွန်တော်ကျွန်တော်ထင်တယ်ဒီဟာရှုပ်တော့မယ်လို့မထင်မထင်တော့ဘူးပေါ့နော်လွယ်သွားပါလိမ့်မယ်ဒီဟာကိုပဲအရင်ဆုံးချိန်ညအောင်လှုပ်ပါဒါဆိုရင်ကျွန်တော်တို့နောက်ပိုင်းမှာနောက်ထပ်အဆင့်တက်တဲ့အချိန်ကြရင်ပေါ့နော်လုံးဝအဆင်ပြေပါမယ်လို့ကျွန်တော်ကအာမခံပါတယ်ဒီဆင့်တို့တိချာလိုက်လို့ကြပါဒါဆိုရင်ဒီနေ့ဗီဒီယိုဒီလောက်မှာပဲအဆုံးသတ်မယ်နောက်ထပ်ဗီဒီယိုဒီထက်ကျန်တဲ့ဗီဒီယိုရဲ့လာပါလိမ့်မယ်